ချင်းရှားပေးနေတဲ့ပြည်သားတို့မင်္ဂလာပါ2025 April 17ရက်နေ့တောက်ကြနေတနေ့တာမူလဆန်းရှင်တဲ့ကကမူလတန်တဲ့ခက်ဖြစ်ပါလေတနေ့ကတွေကျိုးမေတ္တာရာတီမှာတည်ရှိတယ်ပြေတာရာတီမှာကြာသာပရိကျိုးကရတရာတီမှာငါကျိုးကံရာတီမှာကိတ်ကျိုးပြေစာရာတီမှာတနေ့လာကျိုးမေရာတီမှာ ဗုဒ္ဓသောကြစနေရာဟုကြတော့အသေးသေးသိရှိကြပါတယ်ဒီနေ့ငကပေါ်ရက်နဲ့တိုက်ဆိုင်တယ်အသွာလာနေတိုင်းကိုထုပြုပြုဆိုင်ရမယ်အာလုံးသောသူတို့ရဲ့တနေ့တာလက်နေရကအရှိရစန္တီယာယကမြောက်ရရပေါ်ရယကအနောက်ရဖြစ်တယ်အသွာလာနေတိုင်းကိုတော့တောင်ရက်ကိုတည်သွားစဉ်ပြုဆိုင်ရမယ် နေ့နိုင်တဲ့တရခွဲအတွင်းမှာအသွားလန်နေထိုင်အထူးပြုပြုဆိုင်ရမယ်နေ့တစ်ခုဖြစ်ပါတယ်။မေတ္တာရည်ပွားတွေမှာတော့ရန်တိုက်ခနေတဲ့ရှင်ပြီးမှအလိုပြည့်စုံမယ်။ခီးကံကောင်းမယ်။မိကောင်းစေကောင်းထပ်ပြုရမယ်။တိတ္တရည်ပွားတွေမှာအပြိုင်ဆိုင်ကြမ်းမှတိုးတက်မယ်။ရှင်မကြအောင်မြင်မယ်ရပိုင်ခွင့်တွေတည်းဝဲပြန်ရမယ်။ဝေကြီးကိစ္စလုပ်ငန်းကိစ္စအနောက်ဆက်တွေကြုံပြီးမှဆင်ပြေမယ်။ မေထုံရာသီဘွားတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချပိုင်ရမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေတုလုကဲ့ကျင်းတို့ရဲ့ကောင်းဆုံးအကျိုးဆက်ကိုရမယ်။ကရကရာသီဘွားတွေမှာရှားပဲခွင့်နဲ့လည်းဝဲပြန်ရမယ်။ခက်ခဲတဲ့ကိစ္စတွေပြေလျောက်ဖြေရှင်းမယ်၊ဘဝတိုးတက်မယ်၊ရှင်မကျအောင်မြင်မယ်။တရားသီဘွားတွေမှာထူးခြားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်မယ်။ရက်တန်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။ခက်ခဲတဲ့ကိစ္စမှလည်းပြေလျောက်ဖြေရှင်းနိုင်မယ်။ကံရာသီဘွားတွေမှာ အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်မယ်ဒီနေ့စလိုက်တဲ့ကိစ္စထူးခြားတဲ့အဆုံးသတ်အောင်မြင်ဖို့ရမယ်တွေ့ရသည့်ဘဝတွေမှာရပိုင်ခွင့်တွေပြန်လဲတောင်းလို့ရတယ်ခက်ခဲတဲ့ကိစ္စဖြေရှင်းတယ်ရပ်တန့်ထားတဲ့ဒုက္ခတွေပြန်လဲစတင်ရနိုင်မယ်ပြိဿာရသည့်ဘဝတွေမှာရန်တက်ခံတဲ့ရှင်ပြီးတော့မယ်စိတ်ပြပန်းသူပြပန်းဖြစ်မယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးသွားမယ် တဏှုယာတိဘာတွေမှာငွေချေးကံကောင်းခြင်းတပ်ဖွဲ့ခြင်းတို့ရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းတွေရှိမဲ့ခရီးကံကောင်းပဲမကာရယာတိဘာတွေမှာရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးပြီးတော့ကံတယ်လဘဝတယ်လမြင့်မယ်။ကောင်းယာတိဘာတွေမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပြတ်ပါမယ်။မေယာတိဘာတွေမှာခြံတိုင်းအောင်ဆောင်တဲ့ညလုံတိုင်းထိုးထိုးပေါက်ပေါက်နဲ့တိုးတက်တဲ့နေထိုင်နဲ့အောင်မြင်တဲ့အခြေအနေတွေကိုရရှိနိုင်မယ်။ တတိတာကာလအတွက်ညီအောင်ဖြစ်သေးအောင်ပန်းရောင်တို့ကိုဝိစင်တော်ဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါစီရခွင်းတခွင်းကိုပိုက်ဆိုင်ထဲထဲဆောင်ပြီးတတိတာကိစ္စများဆောင်ရွက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေရတာပါမယ်ကျေးဇူးတင်ပါတယ်